အခုရောက်ရှိနေနေရာကတော့အမတ်တရားနဲ့စိုက်ကဆန်လာမဘောအထက်ကငါကြောင်းရှိမှရှိရဲ့ဖူဖဲဆွဲဆိုင်လေးပဲဖြစ်ပါရဲ့ရှင့်ဒီဆိုင်လေးကတော့အားလုံးလည်းသိပြီးကြပြီဖြစ်တဲ့လိုင်းမမလည်းအရန်နာမည်ကြီးတဲ့ RF စိတ်ပေါင်ဓာတ်ပေါက်ဘန်းကြီးကိုခက်ခက်ကလာဆိုင်ကြည့်တာပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ခက်ခက်ဒီ RF စိတ်ပေါင်ဓာတ်ပေါက်ကြီးကိုဘယ်လောက်စားနိုင်မလဲဆိုတာပြည့်တကြီးလေးအားလုံးလက်ကြည့်ပေးကြပါဦးနော်။ ့အားလုံးပဲမင်္ဂလာပါရှင်ခုဒီခက်ကနေကြိုဆိုလိုက်ပါတယ်ကဲခုခက်ခက်ရှေ့မှာ Arab စိတ်ပေါင်းတံပေါက်ဘန်းကြီးရတော့ရရှိနေပါပြီ။အနံ့လေးကလည်းသိနေရပဲစိတ်ပေါင်းကြီးကလည်းခက်ခက်မျက်နှာထက်ကြီးရဲ့။ဘန်းကြီးကအကြီးပဲ။အော်တမျိုးထူးဆန်းတာလေးကလေဒီဆိုင်မှာဒိန်းကြီးလက်ဖက်ကြီးလေးလည်းရပါတယ်။အဲ့ဒါကြောင့်မလို့ခက်ခက်လည်းဆန်ထွိုင်းကြည့်ချင်လို့တစ်ခွက်မလိုက်ပါရယ်။စားကြမယ်ခု။အခုခက်ခက်စပြီးတော့စားပါတော့မယ်။ အနက်လေးရလဲအရမ်းမွေးနေရပဲခက်ခက်ဘိုက်တွေတောင်ဆလာပြီအခုခက်ခက်ကဒီ Arab စိတ်ပေါင်တံပေါက်ကိုစားပါတော့မယ်ဒါလေးကတော့အနှစ်သက်သက်ပေးထားတာပဲဖြစ်ပါရဲ့ရှင့်။ဒီဒါလေးကကြတော့ Dijon sauce လေးပါရှင့်။အီအီတရားစားဖို့ပါရှင့်။ဒီတစ်ခါတော့ Dijon sauce ဆက်ဆန်ထားတာလေးကိုခက်ကစားကြည့်ပါမယ်။ အရာလာအရင်နဲ့ချင်းမနေဘူးနော်စိတ်စိတ်လေးနဲ့လုံးဝစားလို့တကယ်ဝင်တယ်ဒီကအရင်တန်းလုံးလို့လေစကားတော့မပြောနိုင်တော့ဘူးဒီ RF စိတ်ပေါင်းနှမောက်ကိုပဲဆက်ပြီးတော့စားခြင်းတယ် သားနဲ့လည်းတကယ်လို့နူးညံ့နေရပဲကဲခေကတော့စာကောင်းကောင်းနဲ့ character တပကံကုံသွားပါပြီအဲ့ဒါခေကထက်ထက်ပါအောင်မယ်ဒါပေမဲ့ဒီတစ်ခါကျတော့ danger sauce ကိုစမ်းစားမှာပဲဖြစ်ပါတယ် ဒါကတော့ danger sauce ပဲဖြစ်ပါတယ်ရှင် EB လေးပေါ့။အော်ဒါနဲ့ခက်တခုပြောရအောင်မယ်။ဒီစိတ်ပံဝါလေး7နာရီ danger နဲ့နှက်ထားပြီးနောက်နေ့မနှက်ကြရင်3နာရီထပ်ပြီးပေါင်းမိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရက်တော့ order ကြိုတင်ပြီးရယူထားပေးရပါမယ်ရှင်။ဒီဆန်လေးရကြတော့ basmati ဆန်လေးပဲဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မလို့စီတုသမားတွေစားလို့လည်းအဆင်ပြေပါရဲ့ရှင်။သူကဝိတ်လည်းမတက်စေဘူးနော်။အဲ့တော့ဓာရဲ့လုံနေတဲ့သူတွေအတွက်လည်းဒီတံပေါက်ကစားလို့အဆင်ပြေပါရဲ့ရှင်။ သူကဒီမှာတူပြရဲလဲပေးထားရဲမှာအချင်းလေးရဲလဲပြို့ပေးထားပါတယ်ဒါပေမဲ့ကဒီအနှစ်တွေနဲ့ကိုအစင်ပြေနေတယ်ခေအခုစားနေရဲဒီ RF စိတ်ပေါင်ထမန်းကတော့တပွဲကို18500ချက်ပဲကြတဲ့မှာဖြစ်ပါတယ်ရှင်ခေကကြတော့စိတ်သားပဲစားတာပါစိတ်သားမစားတဲ့သူတွေအတွက်ဆိုချက်ကောင်လုံးပေါင်းဓာတ်ပေါက်လဲရပါတယ်နော်ချက်ကောင်လုံးပေါင်းဓာတ်ပေါက်ကတော့18500ချက်ပဲကြတဲ့မှာဖြစ်ပါတယ်ရှင်

အီပြေလေးပေါ့ခက်ခဲအခုဒီစိတ်ပေါင်တပေါက်ဖန်ကိုဆက်စားလိုက်ပါဦးမယ်အားလုံးကိုနောက်ထပ်ဗီဒီယိုမှာဆုံကြမယ်เนาะခင်ဒီကနေနှုတ်ဆက်လိုက်ပါတယ်တတ်တာ